အားလုံးမင်္ဂလာပါရှင်အခုခါကကတော့ဒင်နာသွားစမလို့ပါအခုမီးစိမ်းလုံးလေးကူရမှာမလို့ဟိုငတ်လာတယ်ကွာခါကတခုမာကျင်နာလေလန်ဒန်လာမယ်ဆိုလို့ရှိရင်ထီးဆောင်ထားပါလို့ပြောချင်ပါတယ်ဒီမားလေလမ်းမဲမဲလျှောက်ရတာ Central London မှာနေလေလမ်းမဲမဲလျှောက်တာဆိုတော့မိုးကမဲရွာနေရာဒီဦးကလေရန်ကုန်နဲ့ရန်တူပါသေးလား ကဲအခုခါကစင်ထရယ်လန်ဒါမှာပေါ့နော်အဲ့တော့ဒီဘက်ကဘေးပပက်လေကိုဘေးပလေလေဝင်းကျင်ကိုကြည့်လိုက်ပါဟိုတော့မှာဆိုလဲပရီမီယာအင်းတွေပဲရှိရဒီဘက်မှာဆိုလဲရော့ကက်ပေါ့နော်ဒါစားတောက်ဆိုင်ပေါ့အဲ့တော့ခါကအခုခါကရောက်နေရဗမာဆိုတော့ဗမာလိုမျိုးဆိုတော့ဗမာပါဇက်နဲ့နီးဆက်ရပေါ့နော်အင်ဒီယန်စာကိုစားကြံလို့ပါအဲ့တော့အင်ဒီယန်စာကိုလာစားတာဖြစ်ပါတယ်အဲ့တော့ဗမာငပီစားကြံနေဗမာတကယ်တဲ့အကြိုက်ဆုံးကငါအခုချိန်မှာအရန်လွမ်းတာခကရွာလीငပီးရည်နဲ့ထမင်းနဲ့ကိုအရန်လွမ်းတာပဲဒါမဲ့အခုက ငပိရည်နဲ့ထမင်းမရှိဘူးဆိုတော့လေအသက်နိုင်ဆုံး carry ပေါ့နော်အဲ့တော့ဟင်းအနှစ်စားမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပါတယ်အိန္ဒိယစားလိုက်ခဲ့ပါရှိပါတယ် let's go သွားမယ်သွားမယ်လားအရန်လောင်မမခရမ်းမိုက်နေပါတယ်မမခလန်ဒန်သူဖြစ်နေပါပြီကဲအခုခါကသွားစမယ့်အိန္ဒိယဆိုင်ကတော့ဒီလမ်းထဲကနေတန်းဝင်ပြီးဘဲဘက်မှာပါအဲ့တော့ခါကနဲ့တူလိုက်ခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်လိုက်ခဲ့ပါပါတယ်ကဲခါခါစားမယ့် Indian restaurant ကတော့ရောက်ပါပြီ Yatri ပါဒီမှာစားပါမယ်အားလုံးကို အထက်မှာဘာတွေသွားစမလဲဆိုတာကိုလိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်လိုက်ခဲ့ပါကဲခုကဘာလို့စားတော့ဆိုင်နေကိုကြောင်းနေပါပြီအဲ့တော့မာတော့ပါမယ်เนาะအဲ့တော့ဘိုင်လေးရမ်းစားနေပြီဆိုတော့ကိုတွန်းကင်ကတော့ chicken tikka စားမယ်လို့ပြောတယ်အဲ့တော့ခကားကတော့ရွေးနေတော့မယ်ဆက်ယူလိုက်ပါအောင်မယ်เนาะ okay mango lassi လေးတူကိုယူသွားမယ် biryani ရှိရင်တံပေါက်လေးယူသွားအောင်မယ်เนาะတံပေါက်စားမယ်တံပေါက်ယူသွားမယ်ပြုတ်ကို okay မမကလာမနေဘူးလား မျိုးတို့ချထားတဲ့ဝေလီနေနေနေပြန်တက်မယ် vacation ဆိုတော့လीเนาะမမခါတုံးကနေမျိုးရောက်နေပါပြီတုံးကနေမျိုးရောက်နေမှာခါဦးတီလန်ဒန်မျိုးကြီးရောက်နေပါပြီလန်ဒန်မျိုးကြီးအင်္ဂလန်မျိုးကြီးရောက်ရှိလို့နေပါပြီတုံးကနေရွာနေတက်လာငါပြည်နေတိုးစရာစားတယ်လို့အိန္ဒိယဆိုင်မှာလာစားတာဖြစ်ပါတယ်เนาะဟုတ်ပါတယ်ရှင် ော်။ကဲအခုခါခါမာပြီးတော့ရေပေါ့နော်။ကိုကျွန်းကင်ကတော့ chicken tikka makhani မာပါတယ် spicy ပေါ့နော်။ခါခါကတော့ bombay chicken curry စားမှာပါ spicy ပဲ။အဲ့ဒါကတော့ဒီမှာစားမှာပြီးတော့တို့ကထမင်းမပါဘူး။ curry ရေကြီးပဲဆိုတော့ထမင်းတက်တက်မာရတယ်ပေါ့နော်။ထမင်းနှစ်ပွဲရေကိုကျွန်းကင်က garlic naan မှာစားမယ်ဆိုတော့ garlic naan ရေ။ ီးတော့အဲ့မပြီးသေးဘူးညတော့ပါမှာထားသေးတယ်တူဘူးပေါ့နော်တိတ်ကွေးတိတ်ကွေးမှာထားသေးတယ်ဒံပေါက်ပါဒံပေါက်မှာထားတယ်စတားပါပေါ့ပါ chicken biryani တပွဲမှာတော့ရတယ်ပြီးရင်ဘာလဲဆိုတော့တောက်စရာ danger mango lassi နှစ်ခွက်ပါမှာထားသေးတယ်ညဆိုရင် share ပဲရင်မီးအစုံနဲ့လေဒီခုံလို့ရရပေါ့နော်အခု hotel ထဲမှာသူပြောရအောင်လေဒီခုံပေါ့လေဒီမခုံအောင်ဒီဒီ trip တစ်ခုလုံးလေဒီမခုံအောင်လေဒီခုံလိုက်ရင်ဘာမှမလုပ်ဖြစ်တော့မှာမဟုတ်တော့ဘယ်မှသွားဖြစ်တော့မှာမဟုတ်တော့ အဲ့တော့ကိုထုံးကတော့ဒီ trap မှာဆိုရင်အအစားအသောက်လေးတွေ review လုပ်ပေးမယ်ဟုတ်ပြီနော်ပြီးတော့ကိုထုံးကစေးလေးမတော့ဘူးကွန်းရမစားဘူးအရက်မတော့ဘူးဘီယာမတော့ဘူးဆိုတော့ကိုကဂျီပဲမှားထားပါတယ်နော်အဲ့ဒါလေးကိုရှောင်းတယ်ကိုထုံးတက်နိုင်ကြများတော့၅ဘာတိလာရှောင်းပါတယ်ဒီနေ့တော့အကိုထုံးလန်ဒန်မှာ ပထမအ우ဆုံး review လုပ်ပြီးမှာတော့ကျွန်တော်တို့ Indian ဘုပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လန်ဒန်ရောက်တာဖျက်ရလောက်ရှိပြီဆိုတော့ကျွန်တော်ဘာမှထမင်းစားကြတယ်အဲ့တော့ကျွန်တော်ငပိနဲ့တွေ့စရာအရန်လွှမ်းတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ Indian ဘုကို review စလုပ်မယ်နော်မေးခွန်းဖြေပေးလိုက်တာလန်ဒန်ရောက်တာဘာလို့ British food မစားရလဲ British food လည်းစားပြမယ်နော်ဟုတ်ရဲ့နော်အဲ့တော့ ဒါပေမဲ့အရင်ကြိုက်တဲ့ favorite food လေးကိုအရင်လာစားလိုက်တာဖြစ်ပါတယ်။အလွန်ဆုံးကတော့အကိုတော်ညီမပြန်ငပိရေပဲဖြစ်ပါတယ်။နော်အကိုတော်ခဏမှားထားတာစောင့်နေတာကြီးနော်။အခုခါကတော့ water နဲ့ကုတ်နဲ့မှားထားပါကိုကိုကြည့်နော်။ US မှာဆိုရင်ကိုကိုကန်နဲ့လာတာ။ဒါညီမပြန်ပလင်းတိုင်းပဲတွေ့တာ။အခုရေခဲလေးနဲ့ပလင်းနဲ့လာပါလေ။ဖဲလိုက်မယ်နော်။ပေါ့ပါအောင် ခါတခုပြောပြမယ်ဒီဆိုင်မှာ reservation ရှိမှလာလို့ရတာခါက reservation မလုပ်ထားအောင်ဒါမဲ့ reservation ကရန်နိုင်ဖြစ်တဲ့အတွက်ခါတို့ reservation မရှိလဲလာလို့ပြီးလာထိုင်ပြီးစားလို့ပြဘိုက်ကစားနေတော့ပဲဟုတ်ပါတယ်ဒီလိုလာရင်တေချာလေး reservation လေးတခြားလုပ်ပါနော် dinner plan လေးရှင်ကိုတို့မြို့မှာတခါတည်းပြောလိုက်တာဟုတ်ပါပြီနောက်ဆိုရင်ကိုထုံးကရတော့ကျုံအောင်ဝင်ဆွဲပါ ကဲခင်ဗျားတို့အမှားထားတဲ့ဟာတွေအကုန်လုံးရပြီပေါ့နော်အဲ့တော့ဒီမှာထမင်းနှက်ပွဲနဲ့ဒီမှာ curry နှက်ပွဲပေါ့ chicken tikka masala နဲ့ bombay chicken curry နဲ့ပါအဲ့တော့ garlic နဲ့ပါ spicy မှာထားတာတပါးလေ spicy အဲ့တော့ခကားလေးဖိုင်ရန်စနေပြီအဲ့တော့စားလိုက်ပါဦးမယ်နော်ကဲအခုထမင်းလေးအရင်ထည့်ပါမယ်ထမင်းလေးကိုနည်းနည်းလေးမြည်ကြည့်လိုက်မယ်ကွာနော်နည်းနည်းလေးမြည်ပြလိုက်မယ်အားလုံး okay ညတော့ဒီမှာအနှစ်လေးနဲ့ Oh, shit. Chamberlain ပါရှေးတရားဟုတ်ပြီနော်ချက်သားလေးကိုအတုံးလေးဖဲ့ပြီးတော့ဟုတ်ပြီ first bite လေးကိုချွေးလိုက်မယ်အရင်ဆုံးချွေးပါညစားပါစားပါပြီစားပြီနော်อืม ်ဆဲလာမြန်ကောင်းလားသူကလွေရွံဆွဲပဲဆဲကိုထုံးကြီးကဲကိုထုံးလေရောက်ပါပြီနော်အဲ့တော့ဆွဲတော့မယ်ဘာဆွဲမလဲတီကာမဆလာဆွဲဩနာဆွဲရနော်ဩရှိုးအခုတော့ဒီချိန်မှာအစားကျင်ဆုံးကဘာလဲဆိုတော့သိရမလားမပြီးရင်တိုးစရာပါ ်လန်ဒန်ရောက်တော့လေလန်ဒန်ရောက်တဲ့ဆွဲပါလန်ဒန်မှာကတော့ဆွဲပြတဲ့ဟာပါเนาะอืมအရသာလေးပြောပါအောင် Oh dear. အရင်ကောင်းပါလေ။အခုတော့မစားရတာကြာနေပြီဖြစ်တဲ့အတွက်ကိုလိုဆက်စားလိုက်ပါအောင်မယ်။ဆမင်းကတက်တက်လာဆိုတော့မှ separate way မှာစားမှာပေါ့နော်။ကျွန်တော်ကတော့ garlic naan မှာစားတယ်။ အဲ့တော့ချစ်ချစ်နဲ့ကျွန်တော်နဲ့တယောက်တပွဲမျှစားမှာပေါ့ဟုတ်ပါရဲ့ရှင်ခဏလေးတန်နေရောနောက်တစ်လို့စားလိုက်အောင်ဒါကတော့နံပြားဖြစ်ပါတယ်ဘိုလ်ချိုးကြိုက်တယ်လို့မျိုးကျွန်တော်ကဖဲပြုံးနဲ့နံပြားအရန်ကြိုက်ပါတယ်နော်ဟွန်းခမင်းလေးစားမပြတော့ဘူးလားခမင်းလားဟွန်းခမင်းရယ်ရှေ့ရယ်ဒီအိုးခမင်းကနည်းတယ်ဗျာကျွန်တော်တို့တော့ เเเาาไม่่โออ้จะนนนลลยั他没有这种不老ล然后他那不会老来不会妈妈家ด对不对？อันนี้เนี่ยสวยแปลงเนาะมาค่ะมาทาเลชิคเก้นเกอรี่อันนี้ริวก้าวหน่อยมั้ยล่ะอืมซัสซาอะไรบ้างไหมครับยังซาก้าวเนี่ยไอ้ยังอันนี้ต้องอันนี้มาวเนาะ

ซ่าจันลาซ่าละยะได้พี่อ่ะโหบ้าง everything is delicious yeah thank you အရန်မိုက်ပါလေတော်တော်လေးလက်ဆက်သွားပြီဆိုတော့အရန်အဆက်မှလာအရန်စားလို့ကောင်းတာပဲဒီကအဲ့တော့အနှစ်ကလေးကိုထည့်ယူဒီလိုမျိုးလေးလုပ်ပြီးတော့နံလေးကိုထပ်ပြီးတော့ဆွဲမယ်ဖြစ်ပါမယ်ဒီမှာဒီလိုမျိုးလေးလုပ်စားပါဦးနောက်ပြီနော် ဆက်စားလိုက်ပါအောင်မယ်ကျွန်တော်တို့ဒါမျိုးထင်းမင်းဆိုရင်ကျွန်တော်ဗမာဟင်းနဲ့ဆိုရင်နှစ်ပကံသုံးပကံဒီအပါလေးဝင်တယ်ပေါ့နော်ဒီနေ့တော့ကျွန်တော်ဒါနဲ့ဆိုတော့ short စားရမှာပဲထင်းမင်းတပွဲနဲ့အင်းရောဓာတ်ပေါက်စားအောင်ပါဓာတ်ပေါက်လည်းအကုန်ဆွဲပြရှေဆွဲတာပထမကြီးကိုကြည့်ထင်းမင်းကိုအပြောင်ဟွန်းစတားလည်းနူးနေရပါဗျာကျွန်တော်အကြိုက်ပဲ ရှိုးဟာကောင်းလားကျွန်တော်အကြိုက်အကုန်ကောင်းပါဆယ်ပဲဒါပေမဲ့အသားတော့နည်းနည်းတာပေါ့နော်အခုတော့အချက်တကောင်အများနဲ့စားနေကြတော့ဟုတ်တယ်ဟုတ်တယ်သိတယ်သိပါတယ်ဆယ်ကောင်းပါဆက်ဆွဲလာအောင်မယ်ဟုတ်ပြီဆက်စားလိုက်ပါဦးမယ်ရှင်ကဲဒါတော့ခါခါအကြိုက်ချက်သားဟဲ့မှာချက်သားနဲ့ဆက်ဆက်ကလေးပေါ့နော် အဲ့အိုခါခါဒီမှာချက်သားဟင်းကိုဒီမှာအနှစ်များများလေးနဲ့ဖမဲလေးနဲ့ big bite စားမယ်နော်ပတင်းရှင်းလေးတော့တော့စားဘူးတော့မတွေးလို့ပါရော့စားပါဘက်ခါဖမဲဟင်းလေးအပြည့်ဆွဲရပါအရန်ဆွဲနေရဆွဲဆွဲအဲ့ဒါကြောင့်ကျွန်တော် vacation ဆိုရင်သူ့ကိုတိတ်မခေါ်သွားကြဘူးခေါ်သွားဘူးကိုတို့ကြီးကစားပါဦးလန်ဒန်ဖြစ်မှာတော့မက္ခာဥဆူနေပါတယ်ဆက်လက်မစားတော့ပါဘူး ့ဆိုလိုက်ပါအောင်မယ်ကျွန်တော်အနှစ်အများကြီးနဲ့များများနဲ့ထည့်ပါအိုးရှိုးဘုလုံးခင်ပွဲရပြလိုက်ပါဘုလုံးခင်ကတလုတ်တုံးပါပြောပါသူတို့မကြွေးဘူးနော်ကဲစားကြပါအောင်စားကြပါအောင်မျိုးတို့စားပြင်ကျွန်တော်လက်အောင်ရှင်ရှင် yeah satisfied တော့အငန်းကောင်းပါကျွန်တော်ကလည်းအစားတော့ဆုံးရှေ့ကြိုက်တာနော်ဆက်စားလာအောင်မနော်ဆွဲမယ်အဲ့တော့ကျွန်တော်အခုနောက်ထပ်တပွဲပါနော်ထမင်းတပွဲထပ်မှာထားတယ်ကိုတို့ငယ်ထမင်းတပွဲနဲ့မလောက်လို့တဲ့အိုးဆက်စားလာနောက်ထပ်တပွဲထမင်းကဆင်မကောင်းနဲ့အိုးထမင်း rice eater ပဲတကယ်ဟုတ်ခုတည်းကပြောမှားတယ်ပြောတာပါခါခါကိုလည်းနည်းကျွေးမယ်နော်မကျွေးသင့်တော့ဘူး မဒရစ်တင်းတော့ထင်တယ်လူသမီးကြီးထင်နေထင်နေတွေ့လားဟိုအပုံလိုက်ထဲတာအရန်ဟိုကျွန်တော်မြန်မာအစားအစာကိုအရန်လွန်းနေတာပေါ့နော်ကျွန်တော်အခုလန်ဒန်ရောက်တော့ကျွန်တော်ပေါင်မုံတွေစားတာများပါတော့နှစ်ရက်ထဲနေတယ်ကျွန်တော်ချင်းငန်ဆက်လာစားတာကြာနော်ကျွန်တော်ဆက်ဆွဲတော့မယ်ကြာနော်အားလုံးပဲစားပြလိုက်အောင်လေတော်ပြီလားအော်စားပြအောင်ပါလားအနှစ်လေးပါထက်တို့ကြာနေကျွန်တော် ိုတို့ငယ်ပဲစားပဲစားနေရသူတို့မကြွေးဘူးလေပုံကနေကြွေးနေဖြစ်နေအောင်ပဲပြေဟို big bite ပဲ big bite ပဲอืมอืมရအောင်ရမ်းကောင်းပါရဲ့ဆက်စားလိုက်အောင်ပဲမိမပြန်တွေ့မယ်ကဲခင်ဗျားတို့ကတော့ကြည့်လိုက်ပါသမင်းလည်း၃ပွဲပါခင်းလည်း၂ပွဲပါဂါလစ်နံလည်းတစ်ချက်ပါဒါတခါရင်နောက်ဆုံးပေါ့နော် ကဲ last bite ပါ last bite လေးကိုအကုန်လုံးပေါင်ထည့်ပေးလိုက် last bite ပါစားပါဦးโอ้မမခါရဲ့အပြိုဆုံးချိန်နေပါ vacation တော့ရင်မမခါဒါရိုက်လောက်ဆရာမလို့ပါဘူးအပြောင်းဆွဲတာပါနော်အရင်ကကုန်ပါပြီကိုဒီမှာပြောင်းသွားရရတော့အဲ့မှာပါအပြောင်းဆွဲပလိုက်တာပါ အဲ့တော့ဒီနေ့ UK ရဲ့အစားဘလော့လေးကတော့ဒီလောက်ပါပဲเนาะဒီမှာရက်ပါမယ်တော်တော်လေးတင်းသွားပြီဖူကိုမှဝင်တော့မှာဟိုတယ်ပြန်ရောက်ရင်အားလုံးပဲတက်တာပါ love you အခုတော့ကျွန်တော်စားလို့ပြီးသွားပါပြီ ကျတာကတော့81ပေါင်ကျပါတယ်81ပေါင်ဆိုရင် USD နဲ့ဆိုရင်ဆိုရင်တော့တရနဲ့မှာတရနဲ့ကျတရနဲ့ကျ102ဒေါ်လာပါเนาะအဲ USD နဲ့ပါအဲ့တော့ဒီနေ့အရန်ဆလို့ကောင်းပါတယ်ကျွန်တော်တို့ပြန်มาတော့မယ်เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ချက်ရတဲ့ကျွန်တော်တို့အမေလာချိပေးနေတဲ့တယောက်ချင်းစီကိုလည်းဒီနေ့ကနေကျေးဇူးတင်ကြောင်းပြောကြပါတယ်ပြီးတော့ကျွန်တော်ရဲ့အမျိုးတွေအားလုံးကျမ်းမာရဲ့ Q site ပါအားလုံးပဲကျမ်းမာချမ်းသာပါစေเนาะ bye bye